အခါရင်းတကြံကာလာပါမှာရှောင်းပဲစကိုင်းတိုင်းမြို့နယ်ရှစ်မြို့နယ်ကကျင်းဝါရီကိုရှစ်ရက်ဆက်တိုက်စိုးစုကလေကြောင်းပုံကျဲဖြစ်ခဲ့လို့ပြည်သူ46ဦးသေဆုံးပြီး60ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ငလင်ပေးတဲ့အကြောင်းထိခိုက်ခံစားနေကြတဲ့ပြည်သူတွေကိုစာနာတဲ့အနေနဲ့နိုင်ငံတော်အဆင့်ဝန်ထဲချင်းအထိမ့်မဲ့တတ်မှတ်ခဲ့တယ်လို့ရပောင်း20အပြစ်ခတ်ရက်စဲတယ်လို့ထုတ်ပြန်ထားခဲ့တဲ့စိုးစုဟာအေဘီလာ9ရက်ကနေအေဘီလာ16ရက်မနေ့ကထိရှစ်ရက်ဆက်တိုက် စကိုင်းတိုင်းတဲ့ကကျေးရွာတွေကိုလေကြောင်းပုံးကျဲတိုက်ခိုက်ခဲ့တာမှာအခုလိုသေဆုံးထိခိုက်ဒဏ်ရာရရှိခဲ့တာပါစိုးစုဟာစကိုင်းတိုင်းတွင်းမှာရှိတဲ့ဝင်းသူကောလင်းတပယ်ရင်ဝက်လက်ကနီဒဇယ်မင်းကင်းနဲ့အရာတော်မြို့နယ်ရှစ်မြို့နယ်ကကျေးရွာပေါင်း15ရွာကိုတကြံတွင်းမှာမကြံလေကြောင်းပုံးကျဲတက်ဖြတ်ခဲ့တာဖြစ်ပြီးဝင်းသူမြို့နယ်ကနမ်ခန်းရွာလေကြောင်းပုံးကျဲတိုက်ခိုက်ခံရမှုကတော့အဆိုးရွားဆုံးဖြစ်ခဲ့တယ်လို့ဝင်းသူမြို့နယ်တာဝန်ရှိသူတို့ကပြောပါတယ် မလ28ရက်ကလှုပ်ခတ်ခဲ့တဲ့ငလေပေးကြောင့်နိုင်ငံတော်ဝန်အ ਨੇ စုံလူ3500ကျော်သေဆုံးပြီးအလောင်းတွေထုတ်ယူလို့မပြီးသေးပေမဲ့စိုးစုကတကြံကာလကိုပင်မရမနာပဲတော်လိုင်းအင်အားစုတွေစိုးမိုးထိန်ချုပ်ထားတဲ့မြို့ရွာတွေကိုနေစဉ်ပုံကျဲတပြက်နေတာပါ။